ားလုံးပဲမင်္ဂလာပါဒီနေ့ knowledge share ရေးလို့မဲ့အကြောင်းအရာလေးက RCCB RCCB ဆိုတော့ကျွန်တော်တို့ residue ရဲ့အဲ current circuit breaker ပေါ့နော် ဲ့ဒီမှာကျွန်တော်တို့ကဘာပါလဲဆိုရင်သူကသူမှာဒီ test record လေးပါတယ်ဒီကောင်လေးက mentally လာစဉ်လာစဉ်ကျွန်တော်တို့က test လုပ်ဖို့လိုချင်လိုလိုရယ်ပေါ့နော်ပြီးရင်ဒီကောင်ရဲ့ခံနိုင်တဲ့ ampere ကဒီကျွန်တော်တို့က40 40 ampere ပေါ့နော်40 ampere အဲ့သူ့ရဲ့ဟိုအဲ trip ဖြစ်မဲ့ပဲဟိုက30 milli ampere ပေါ့နော်30 milli ampere အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုစမ်းမယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုရှိမလဲဆိုတော့အဲဥမာအခုစပြီးကျွန်တော်တို့ breaker လေးတင်လိုက်ပါမယ် ရေကာလေးတင်လိုက်တဲ့အခါမှာကျွန်တော်တို့ကအဒီရထွက်တာကအဲ line က line ရောက်တယ် neutral ကဒီလိုရောက်တယ်ဒီဘက်မှာ neutral neutral ကဒီဘက်မီလုံးနှလုံးစီရောက်တယ်အဲဒီဘက်မှာ line က line ကဒီခရုံလေးခံပြီးတော့ကျွန်တော်တို့ဒီမီလုံးနှလုံးစီသွားရပေါ့နော်ပြန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်မှာမီလုံးကတော့ line line နဲ့ neutral ရောက်တယ် okay ဒီဘက်မှာအဲဒီ rccb ကိုစမ်းသပ်ရှင်တဲ့အတွက်ဒီဘက်အထွက်မှာ neutral ယူပြီးတော့ဒီဘက်အဝင်မှာ အဝင်မှာကျွန်တော်တို့ကဘာယူထားလဲဆိုတော့ line ကိုအဝင်ကနေယူထားပါတယ်ဒီ line ကနေယူလာတဲ့ဟာကိုကျွန်တော်တို့က close စီသွားပါတယ် close စီသွားပြီးတော့ click ကရလာတဲ့ဟာကိုကျွန်တော်ဒီမီလုံးနှလုံးစီသွားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမီလုံးနှလုံးကိုဒီဒါဆိုရင်ကျွန်တော်တို့ကအခုဒီဟာဆိုရင် MPR သူ့စီမှာပဲရောက်နေမယ်သူ့စီမရောက်ဘူးသူ့စီကိုရောက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်က line natural ခွာပြီးတော့ breaker ရဲ့အပေါ်အောက်ခွာပြီးရောက်မှာဖြစ်တဲ့ drag အဲ့ဆိုရင်ဘာဖြစ်မလဲကျွန်တော်တို့စမ်းကြည့်အောင်ကျွန်တော်တို့ပို့လိုက်ပါမယ် ါဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ breaker ကျပါတယ် residual ဖြစ်သွားပြီးတော့ကျွန်တော်တို့ကဒီဘက်မှာဒီဘက်ကို currency current ကဒီဘက်ကိုစီးသွားတဲ့အတွက်အဲအဝင် current နဲ့ effect current မညီတော့ဘူးဒါဆိုရင်ကျွန်တော် residual ဖြစ်ပြီးတော့ကျွန်တော်တို့က breaker ကျပါတယ်ကျွန်တော်နောက်တစ်ခုပြန်နောက်တစ်ခါဒီချိန်ပြန်ဆက်ပြပါမယ်နမဲ residual ဖြစ်ပြီးတော့ကျွန်တော်တို့ကျပါတယ်နောက်တစ်ခုဆက်ပါမယ်ဒီ text query နဲ့ဆက်ပါမယ် ကျွန်တော်ဘေကာကြောက်ပါ Okay အဲ RCCB ဆိုတော့ကျွန်တော်တို့ကဒီအပေါ်တူရဘေကာရဲ့အဝင်ထွက် MP ကမညီလို့ရှိရင်ဖြုတ်ချပေးတဲ့ပစ္စည်းလေးတစ်ခုပါအားလုံးကိုကျေးဇူးတင်ပါတယ်